Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘန်ကောက်မှာအိမ်ချက်လက်ရမြန်မာဟင်းကောင်းကောင်းလွမ်းနေသူတွေအတွက်တစစ်သွားစားပြစ်ခဲ့တဲ့အိမ်ချက်လက်ရမြန်မာဟင်းအစုံရတဲ့ဆိုင်လေးကိုခေါ်သွားပေးချင်ပါတယ်ဒီဆိုင်လေးမှာကတော့မြန်မာဟင်းတပွဲမာတာနဲ့ကျွန်တော်တို့အခုလိုမျိုးမပြည့်ရချိုးတိုးစရာအစုံနဲ့အရန်ဟင်းတွေအပြင်အရေးတောက်ပါဘူဖေးခင်းပေးထားတာမလို့အားလုံးပဲကျွန်စစ်နဲ့တူလိုက်ပြီးစားလိုက်ကြအောင်နော် ူတန်အိုကတ်ဒါလေးကတော့ကျော်စလန်ငန်းနေရကြပြီဟွန်းဟိုလိုက်ပွဲလေးတစ်ပွဲတော့ပေးပါတော့ညံမုံလက်ဆောင်ပြီးပါတော့ ဲအခုကတော့ကျော်စစ်စားမဲ့ဒီမှာခိုင်ခိုင်ကျော်မြန်မာထမင်းဆန်ကိုရောက်ပြီပေါ့နော်ဒါကတော့ကျော်စစ်တို့ပတ်ချာပူရီ32လမ်းနဲ့ဆိုင်ပေါ့နော်ဒီဆန်ကကြတော့ကျော်စစ်တို့ဒီ Central World ကို Bisi ရောကနေပြီးလမ်းလျှောက်လာမယ်ဆိုလို့ရှိရင်လည်း10မိနစ်လောက်ပဲပြီးတော့ Airport Link Ratchara Pop ကနေပြီးလာမယ်ဆိုလို့ရှိရင်လည်း10မိနစ်လောက်ပဲပေါ့နော်ဒီမှာကတော့ကျော်စစ်တို့လမ်းက one way ဆိုတော့ကြတော့ကားပါကင်လည်းတော်တော်လေးရရဲဆိုတော့ကြတော့ကိုယ်ပိုင်ကားပိုင်နဲ့လာမယ်ဆိုလို့ရှိရင်လည်းစိတ်ကြိုက်ရက်ပြီးတော့ကြတော့စားလို့ရတယ်ဒီမှာ menu လေးအရင်ကြည့်လိုက်အောင်မယ်ဒီလက်ပပြားကြကြော်တွေရောမြန်မာထမင်းအစုံရောဆိုတော့ကြတော့ကျော်စစ်ကတော့မြန်မြန်ဝင်လိုက်တော့ပဲအတွင်းထဲကိုဈေးနှုန်းလေးရ င်လည်းဆိုင်ရှိမှာကလေးကသူကထည့်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်ထဲကိုမဝင်ခင်ဇေနှုန်းလေးတွေပါကြည့်ပြီးတော့ကြတော့ကိုစိတ်ကြိုက်မှာပြီးစားလို့ရတယ်။သွားမယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ကျော်စစ်မြန်မာမှာအမြင်နဲ့သွားစားနေကြခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်ထဲကိုရောက်သွားတယ်လို့ပဲပေါ့နော်ဘန်ကောက်မှာလည်းအခုလိုတေချာလေးဖွင့်ပေးထားတယ်နေ့လယ်စာစားချိန်ဆိုတော့ကျတော့လူတော့ကြနေရပေါ့နော်ခိုင်ကျော်ရောက်လို့ရှိရင်သဘောကျတာတော့လေမဟင်းနေမြန်မာထမင်းဟင်းအစုံပေါ့နော်တကယ်ကိုမြန်မာကိုပြန်ရောက်သွားတယ်လို့မျိုးကျော်စစ်တို့ဒီမှာအလွမ်းပြေလာပြီးတော့ကျတော့အဝါစားလို့ရတယ်ဒီမှာကျတော့ဟိုကလေဟင်းတစ်မျိုးမှပြီးဆိုတဲ့ကျော်စစ်တို့အရှိရာဒီငပိရေချိုးတို့စရာပြီးသွားလို့ရှိရင်ဒီအချိုပွဲတွေအရန်ဟင်းတွေကအပူဖိနော်ဒီမှာကျတော့အလိုဘူဖိဆိုတော့ကျတော့ဟင်းတစ်မျိုးမှပြီးတော့ကျတော့စိတ်ကြိုက် 无非在三路呀，要延展嘞。 ဒီမှာတော့ကျော်စစ်တို့မြန်မာဟင်းတွေကအမျိုးပေါင်း25မျိုးလောက်ရတယ်ပေါ့နော်ပိတ်ရဆိုလို့ရှိရင်အမျိုးပေါင်း30လောက်အထိရတယ်လို့ပြောတယ်ဟင်းတွေကတော့အခုကျော်စစ်မြင်ရတာတော့လုံးဝလက်လက်ဆက်ဆက်နဲ့ချက်ထားပေးရပေါ့နော်ပြီးတော့သူတို့ဒီမှာဈေးနှုန်းလေးတွေကကြတော့တပွဲကို85ဘက်ကနေပြီးတော့ကြတော့200ကျော်အထိပေါ့နော်ဟင်းမျိုးစားပုံမူတည်လို့ယူရယ်ကျော်စစ်ကတော့ကိုပုံမှန်အိမ်မှာချက်ပြီးမစားဖြစ်တဲ့အခုလိုမျိုးပိတ်နေသေးတဲ့ဝတ်သားချက်တို့ပြီးရင်ဒါလေးကတော့ငနူးတန်းအိုကတ်တို့ပေါ့နော်ဒီလိုဟင်းမျိုးလေးတွေမှာပြီးစားပစ်ခဲ့ပါတယ်ကျတော့လေးဒီမှာတိုးစေရဆိုလို့ရှိရင်အခုလိုအစော ုံပေါ့နော်ဘူဘေးခင်းပေးထားရပေါ့နော်ဒီမှာတို့စရာအစုံနဲ့အစားချက်နဲ့ဆိုဆိုလို့ရှိရင်ကွက်တီပဲအစုံခင်းပေးထားတယ်ဒါကတော့ဘူဖေးခင်းပေးထားတဲ့ငပိရေချိုးတို့စရာငရုတ်တီးစားတောင်းပြီးတော့ဒီမှာအရန်ဟင်းနေဆိုလို့ရှိရင်လဲဒါ၃မျိုးပေါ့နော်သူတို့ခင်းပေးထားပါဗျ။ဒီမှာဒါဆိုရင်ဒါပိန်နေအသီးနဲ့ဝတ်သားနဲ့ပေါ့နော်။လေးစားမယ်။မင်းကကြတော့ကြတော့တပွဲကိုဒါ၁၅ဘက်ပေါ့နော်။ခမင်းပူပူလေး။သွားချက်ခမင်းပူပူဟင်းပူပူလေးပေါ့နော်။နှွေးလဲပေးတယ်။စားပါမယ်အားလုံးပဲ။စားပါအောင်ခင်ဗျ။ ိန်နေတဲ့နောက်ဝသားကြတာစားချက်ညာကြတယ်အိမ်မှာချက်မစားပဲလားဒီမှာကျတော့တို့တို့အိမ်မှာပုံမှန်တိတ်ပြီးတော့ကြတော့လေအချက်ပြတ်တဲ့ဟင်းနေပေါ့နော်ဒါမျိုးလေးရမစားရဘူးဟုတ်ပါဘူးဖိတ်ပါ ို့လေး free ခင်းပေးထားတယ်ဒါအရင်ဟင်းလေးอ่ะဒီမှာဆိုလို့ရှင်မပြောဘူးတော့မပြောဘူးတော့လို့ပါလို့ဆိုအရင်ဟင်းဆိုလို့ရှင်တော်တော်ပုံမှန်အိမ်မှာဆက်မစားပြတဲ့ဟင်းမျိုးတွေပေါ့နော်တို့ဒါလေးရမလားတိတ်တိတ်ဆဆလေးတော့တို့ဒီဟင်းပွဲလေးဆိုလို့ဆိုလို့ရှင်လုံးဝပြင်ဆင်ပေးထားရယ်ပေါ့နော်ပုံမှန်ဟင်းပွဲလေးရင်မဟုတ်ဘူးတခြားတော်စစ်တို့ဆက်ဆန်းပြပြလေးစားချင်တဲ့သူတွေပေါ့နော်အဆင်ပြေအောင်ပေါ့နော်ဒါဆိုလို့ရှိရင်ငနူတန်အိုကဒါလေးကတော့ကြောစလန့်ငတ်နေရကြပြီ။ဘန်ကောက်ရပေးရမစားသေးတာ ဲစားမယ်ဟွန်းဒါတဘောကြဟင်းပွဲမှာပြီးဆိုတာနဲ့တို့ကဒီမှာဟူဖေးခင်းပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဟင်း၃မျိုးဟောပြီးသွားလို့ရှိရင်တို့တို့တို့စင်ဟာအစုံကြောက်လို့ရှိရင်ပြည့်ရဂျိုးတို့ကတော့ဆိုလို့ရှိရင်လုံးဝ free ပေါ့နော်အဝစားရုံနဲ့ပေါ့နော်ဒီမှာပြီးသွားရင်မှအရေးတောက်ကမစားပါဘဲဘယ်နည်းနည်းနဲ့ကြာစမ်းလိမ့်မယ်။မင်းမလာအောင်လား။ဟိုလိုက်ပွဲလေးတစ်ပွဲလောက်ပေးပါနော်။ လိုက်ပွဲဆိုလို့ရှင်လည်းဒါမျိုးပူပူလေးပေါ့နော်ဒါကတော့အနဝါနှင်းဒါလေးစားမယ်ဒါဆိုလို့ရှင်ဒါတရက်သေးတောင်းလေးပေါ့နော်တပွဲဟိုဒါ25ဘက်ဒီလိုပွဲသေးလေးတွေရန်ရင်းဆိုရင်ပဇွန်ဒေါစီကံဝက်အချိုချက်ပေါ့နော်ဝက်အချိုချက်သားမယ် ်။ဒါဆိုလို့ရှိရင်ဒါငားငက်ပြီးချက်ကလေးပေါ့နော်။ဒါလည်းတပွဲကိုအစိပ်ပဲ။တို့လည်းအစုံ။ တော့ကျစိတာအညာအလွမ်းပြေအညာလက်ပတ်ပြားကြက်ကြောကူကူလေးလေးအိမ်မှာမှားထားတယ်ဆိုတော့ဒီဟာကကြတော့ဒီခိုင်ခိုင်ကြွားကြတော့ဆိုင်ခွဲရသွားနှစ်ဆိုင်ရှိရယ်ပေါ့နော်ကျစိတို့ဒါကကြတော့ကျစိတို့ဒါပတ်ချက်ဘူးလေး30လမ်းထဲမှာရှိတဲ့ဆိုင်ခွဲပေါ့နော်သူကကြတော့ဒီပတူနန်းနဲ့လည်းနီးရယ်ပြီးသွားလို့ရှိရင်ဒီ airport လေးနဲ့လာမယ်ဆိုလို့ကျွန်တော်ရှင်လည်းကျစိတို့နီးရယ်ပေါ့နော်ပြီးနောက်တစ်ဆိုင်ကကြတော့ကျစိတို့ clown တိမ်မှာပေါ့နော် clown တိမ်မှာကြတော့သူက central kitchen ကလည်းသူက clown တိမ်မှာ clown တိမ်ကနေချက်ပြီးတော့ကြတော့သူပို့တာပေါ့နော်ဘာလို့လဲဆိုတော့ clown တိမ်မှာကြတော့ကျစိတို့အောက်မှာကြတော့လည်းဈေးရှိတော့ကြတော့လေကျစိတို့ဒီအသားငါးရ ုက်ဆိုလို့ရှင်လက်လက်ဆက်ဆက်နဲ့ရရဲဆိုတော့သူကဘာမှသူတို့ဒီရေခဲရိုက်ထားတာတွေဘာလို့ဆရာမလို့ဘူးအောက်မှာတခါလက်လက်ဆက်ဆက်ဝဲပြီးတော့ကြတော့သူတို့ဒီ kitchen မှာ counter kitchen မှာချက်ပြီးတော့ကြတော့ကြတော့သူတို့ဒီခိုင်ခိုင်ကျော်ဒီ fine ware ကိုလည်းပို့တာပေါ့နော်သူကအချင်းလေးတော့ပေးထားတယ်ဒါပေမဲ့ကျွန်တော်စစ်ကဒီအချင်းနဲ့မကြိုက်ဘူးဒါကြတော့သူတို့ဒီရပဲသူတို့တပွဲကို25ပဲနဲ့ရောင်းနေဒီမှာလေဒါကန်းကျင်ဒီ pantry ပေါ့ pantry ပေါ်လေးနဲ့ကျွန်တော်စစ်ကချက်ကျော်ကိုပို့စားပါဘာပေါ့ခင်ဗျာ ချမ်းနေပန်ဖြေပြောနဲ့ဒီကြက်ကြော်နဲ့ရမ်းလိုက်တယ်မြမထမင်းအပြင်အခုလိုမြမမုံအစုံကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းမြမမုံအစုံလည်းဒီခိုင်ခိုင်ကြော်မှရရတယ်ပေါ့နော်ပြီးတော့သူက grad တို့ lineman တို့ကနေပြီးတော့ကြတော့လည်းမှာလို့ရတယ်ဆိုတော့ကြတော့ကျွန်တော်တို့ delivery နဲ့မှာစားခြင်းတဲ့သူတွေအတွက်ဆိုလည်းအဆင်ပြေတယ် ေးရန်ထဲကိုပြန်ပြီးရောက်သွားတယ်လို့ပဲမြန်မာမောအစုံလေဟင်းကိုပုံမှန်မချက်ဖြစ်တဲ့သူမျိုးတွေဆိုလို့ရှင်နေလဲကျွန်တော်တို့ဂျိုင်းဆွဲလဲကျွန်တော်တို့ဒီမှာပေးတယ်ပေါ့နော်ဂျိုင်းဆွဲပေးရသူတို့ page ကနေဆက်သွယ်ပြီးတော့ကြာတော့ mail လို့ရရတယ်ပြီးတော့အဓိကတော့ကျမ်းမာရေးအတွက်ဒီထမင်းဆိုင်လိုပုံစံမျိုးတွေပေါ့နော်ဥမာအဲကလေးမီဖွာထားတာမျိုးတွေလို့ပေါ့နော်အဲမီနီတဲတွေလို့ဒါမျိုးတွေအတွက်ဆိုလို့ရှင်နေဆေးရုံတွေပါရမှာစသူတို့ပို့ပေးရတစ်ဖက်လေးနဲ့လည်း like ကဲဆိုတော့ကဒီနေ့ကျော်စစ်ကဒါခိုင်ခိုင်ကြော်မှလာပြီးတော့ကြာတော့စပစ်တာခိုင်ခိုင်ကြော်တော့ဆိုင်ခွဲနှစ်ဆိုင်ရှိပါတယ်ဒါကတော့ကျော်စစ်တို့ဒါပတ်ချပူလီ30တလန်နဲ့ဆိုင်ပေါ့နော်ဒီတော့ရင်ခလောင်တိန်မှလည်းတဆိုင်ရှိရဲသွားပြီးတော့ကြာတော့စာကြည့်ဖို့ကျော်စစ်ကဝင်မြပေးပါတယ်ဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရိုက်လိုက်တော့မယ်နောက်ဘလော့ဒီမှာကျော်စစ်နဲ့ဒီပြန်ပြီးတက်ဆောင်ကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ